ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါကျောင်းမဲ့သနာရောင်းဝယ်ရေးလိုင်စင်များကိုနေပြည်တော်ချုပ်ပါဝေမျိုးလေးမျိုးမှချောက်ထားနိုင်တဲ့တဲ့စစ်တပ်ကိုမတိမဲနေပြောခဲ့ပြီးရဲ့နောက်မှာထောင်းဝင်ကြီးချုပ်ရာဒူကာနဲ့ညှို့ထွက်ရပွဲရှိနေတဲ့တဲ့အီရန်ကိုတိုင်းမတိုင်းဆိုတာကိုနှစ်ပတ်အတွင်းမှာအမေရိကန်ဆုံးဖြတ်မဲ့တဲ့ ကစားသမားလေးကိုမန်ရွယ်သိန်းလူစင်ရကနေထုတ်ပယ်လိုက်တဲ့သတင်းပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစေဝန်စားခွဲသတင်းလေးကိုတက်ဆက်ပြီးသွားမှာပါအထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ကျောင်းမေတ္တနိုင်အောင်ဝေးလိုက်စင်များကိုနေပြည်တော်ရုံချုပ်ပါဝေးမြို့လေးမြို့မှာရှောက်ထားနိုင်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ။ မြန်မာတိုင်းမဲ့တနားရောင်းဝယ်ရေလုပ်ငန်းလိုင်စင်တွေကိုနေပြီးတော့ရန်ကုန်မန္တလေးမြစ်ကြီးနားနဲ့မိုင်းရှိမြို့တို့မှာရှောက်ထားနိုင်တယ်လို့သိရစားတာနဲ့တဘဝပတ်ဝန်းကျင်ထင်သေးဝန်ကြီးဌာနကနေသိရပါတယ်။လက်ရှိမှာတနားရောင်းတိုင်းတာနဲ့ကြောက်မဲ့တနားလုပ်ငန်းနဲ့သက်ဆိုင်တဲ့လုပ်ငန်းလိုင်စင်ပေါင်း9600ကျော်ထုတ်ပေးထားတယ်လို့သိရပါတယ်။မြန်မာကြောက်မဲ့တနားရောင်းဝယ်လုပ်ငန်းကရှောက်ထားပေးရရှိတဲ့ ကျောင်းမြေရတနာအျောတဲ့နဲ့လက်ဝဲတနာရောက်ဝဲခြင်းလုပ်ငန်းလိုင်းစဉ်ကျောင်းမြေတနာအျောတဲ့နဲ့ရုပ်တရုပ်ထင်းများပြုလုပ်ခြင်းလုပ်ငန်းလိုင်းစဉ်နဲ့ကျောင်းမြေတနာအရိုင်းအျောများရောင်းဝဲခြင်းလုပ်ငန်းလိုင်းစဉ်များကိုလည်းရှာတာပေးလျက်ရှိနေရလို့သိရပါတယ်ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောပေါ်တင်ဆက်ပေးကြပါတယ်စစ်တပ်ကိုမတိမဲမြင်ပြောခဲ့ပြီးရဲ့နောက်မှာထောင်းဝင်ကြည့်ကြောရာဒူကနေနှုတ်ထွက်ရောက်ဝဲရှိနေပါတယ်ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝဲဒရာဟာထိုင်းစစ်တပ်ကိုမထင်မမြင်ပြောတဲ့အပြုအမူမျိုးတွေလုပ်ခဲ့တာအတွက်လူသိရှင်ကြားတောင်းပန်ခဲ့ပေမဲ့ဝန်ကြီးချုပ်ရာရူကနေနှုတ်ထွက်ရပွဲရှိနေတယ်လို့သိရပါဗျ။ပေတုံတန်ရှင်နာဝဲဒရာလက်ရှိချိန်မှာကမ္ဘောဒီးယားထက်လွတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ယူနေတဲ့ဝန်ကြီးချုပ်ဟာဟွန်ဆန်နဲ့နှစ်နိုင်ငံကြားမှာဖြစ်ပွားနေတဲ့နေဆက်ပဏိပခါနဲ့ပတ်သက်ပြီးတော့ဖုံးဆက်ဆွေးနွေးကြရမှာ ထိုင်းစစ်တပ်ကိုအလေးထားစရာမလိုဘူးလို့အထိပ္ပယ်တရားတဲ့စကားလုံးတွေထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ပြည်တော်တန်ရှင်နာဝဲထွာနဲ့ဟွန်ဆန်တို့ဖုံပြောထားတဲ့တန်ဖိုင်းအွန်လိုင်းမှာပေါ်ကြားလာပြီးနောက်မှာပြည်တော်တန်ရှင်နာဝဲထွာကထိုင်းစစ်တပ်ကိုမလေးစားတဲ့သဘောမျိုးပြောတာမဟုတ်ဘူးလို့လူသိချင်ကြားရှင်းတောင်းပန်ခဲ့တာဖြစ်ပါတယ်။လက်ရှိထိုင်းဆိုရထိုင်းစစ်တပ်နဲ့ထိုင်းတော်ဝင်မိသားစုရဲ့ကြောထောင်းနောက်ခံပေးမှုကြောင့်ပေါ်ထွက်လာတာဖြစ်လို့ပြည်တော်တန်ရှင်နာဝဲထွာနဲ့ထိုင်းစစ်တပ်ကြားမှာ ပဏိပခါရီမြင့်တက်လာရင်ထိုင်းနိုင်ငံရေးမှာအကြက်တဲတွေကြီးမားလာမှာဖြစ်ပါတယ်။ထိုင်းကျောင်းသားတမကအဖွဲ့ချုပ်နဲ့ထိုင်းစစ်တပ်ထောက်ခံသူတွေကပြည်တော်ဒက်ရှင်နာဝထရာကိုနိုင်ငံရေးရတောင်းဝင်ယူတဲ့အနေနဲ့ယာဒူဟာနှုတ်ထွက်ဖို့အတွက်ကိုစံတန်းဖြတ်တောင်းဆိုနေလို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါတယ်။အီရန်ကိုတိုက်မတိုက်ဆိုတာကိုနှစ်ပတ်အတွင်းမှာအမေရိကန်ဆုံးဖြတ်မယ်လို့သိရပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ အီရန်ကိုတိုက်ခိုက်မှုလုံးမလုံးဆိုတာကိုအမေရိကန်သမ္မတအနေနဲ့လာမယ့်သတင်းပတ်နှစ်ပတ်အတွင်းမှာအတိအပြုဆုံးဖြတ်ရမယ်လို့သိရပါတယ်။အမေရိကန်သမ္မတအိမ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူကကာရိုလိုင်းလီယာဗစ်ကအီရန်ရဲ့နျူကလ িয়ার စီစဉ်မှုကိုရပ်တန့်ဖို့အတွက်အမေရိကန်အနေနဲ့အီရန်ကိုတိုက်ခိုက်မှုလုံးမလာမလုပ်ဘူးလားဆိုတာကိုလာမယ့်နှစ်ပတ်အတွင်းသမ္မတဘက်ကအတိအပြုဆုံးဖြတ်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အီရန်ကိုတိုက်ခိုက်မယ်ဆိုရင်တိုက်ခိုက်ဖို့အတွက်အမေရိကန်ဘက်ကစစ်ဘက်ဆန်ပစ်စင်မှုတွေကိုအသိအနေထားပြင်အောင်လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရမ့်ဘက်ကတိုက်ခိုက်ဖို့ ိုအတိပြုမဲ့ချက်ကိုပဲအမေရိကန်စစ်တပ်ဘက်ကစောင့်ဆိုင်းနေတာဖြစ်ပါတယ်။အမေရိကန်ဘက်ကအီရန်ကိုတိုက်ခိုက်မယ်ဆိုရင်မြေအောက်မှာထိသိမ်းထားတဲ့ယူရီနီယံတွေကိုဖျက်ဆီးဖို့အတွက် အမေရိကန်စစ်တပ်မှာပဲရှိတဲ့ပေါင်းသုံးဆောင်နေချင်းရှိတဲ့ဘုံတွေကိုအသုံးပြုဖွယ်ရှိနေပါတယ်။ဆက်လက်ပြီးအာကစားလင်းတပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ကစားသမားလေးကိုမယော်သိမ့်လူစီရနေဖဲထုတ်လိုက်ပါတယ်။ဒီတင်ကတော့ညင်းချောင်းဝပြပူလာတာပါ။ မန်ယူနီပြအင်မော်ရယ်ဟာရာသီကြိုရှင်စမ်းပွဲတွေမှာအသုံးပြုမဲ့လူစင်ကနေကစားသမားလေးယူကိုထုတ်ပယ်ခဲ့လို့သိရပါတယ်။ဖဲထုတ်ခံခဲ့ရတဲ့ကစားသမားတွေကတော့တိုက်စင်မူရက်ဘို၊ကွင်းလန်ကစားသမားတွေဖြစ်တဲ့ဆန်ဂျိုဂါနာချိုနဲ့အန်တိုနီတို့ဖြစ်ပါတယ်။မန်ယူတဲ့ဟာဇွန်လကုန်ပိုင်းမှာအမေရိကန်ကိုသွားပြီးတော့ရာသီကြိုရှင်စမ်းပွဲတွေမှာကစားမှာပါ။ ဆန်ချူကနာပိုလီကိုပြမို့အတွက်နီးစက်နေဖြစ်တယ်လို့ရက်ရှ်ဘော့ကိုနျူကာဆယ်ဂါနာရှိုကိုချဲစီနဲ့အန်တိုနီကိုလီဗာကူဇင်သင်းနေရခေါ်ယူဖို့အတွက်ဆွေးနွေးမှုတွေလှုပ်ဆောင်နေရလို့သတင်းညွှန်ထပေါ်နေပါတယ်။လီပြအီမိုရင်းဟာဂါနာရှိုကိုအသင်းကိုပြင်ဆင်တိစားမှုတွေလှုပ်ဆောင်နေနေရမှာအသေးပိုင်ရှင်တွေဘက်ကအခွင့်အာဏာပြေဝပေးထားတာကြောင့်သူတို့မလို့တတ်မှတ်ထားတဲ့ကစားသမားတွေကိုအသင်းလူစင်ကနေပြက်ပြက်သားသားဖိထုတ်ခဲ့တာဖြစ်ပါတယ်။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။